PNB holder တွေကို Binance ကမဘိုးထပ်ပေးလိုက်ပါပြီ Binance မှာ baby loan baby sore token အသစ်ကို14ချိန်မြောက် holder airdrop အနေနဲ့မိတ်ဆက်လိုက်ပါတယ်ဒီနေ့မှာ baby loan project ကတကယ်အသုံးဝင်လား finance ကလည်းအလကားရအောင်ရောဘယ်လိုလုပ်ရမလဲဆိုတော့ကိုရှင်းပြပေးပါမယ် baby loan ဂျန်နက်ဆက်အကြောင်းအခုခေတ် web3 တဲ့မှာ ethereum cosmo avalanche လို့အမျိုးမျိုးသော blockchain တွေရှိပါတယ်ဒါပေမဲ့သူတို့မှာတခါတလေ hack ခံရတဲ့ပြဿနာတွေလည်းဖြစ်တတ်ပါတယ် ပေပီလောင်ကတော့ဒီလို blockchain တွေကို bitcoin ရဲ့အကူအညီတောင်းပြီးတော့ဘောင်ချွန်ရဲ့အတွက်ကူညီပေးတာဖြစ်ပါတယ်။ပိုရှိအောင်ပြောရရင်ပေပီလောင်က bitcoin ကိုတင်ထားရုံနဲ့ပဲဝင်ငွေရစေနိုင်တဲ့နည်းလမ်းတစ်ခုပါ။ကိုက Bitcoin ကိုတင်ထားရဲဆိုပါစို့အဲ့ဒီ Bitcoin ကိုသူများကိုလက်လွှဲပေးစရာမလိုဘဲနဲ့ကိုယ့်ရဲ့ wallet ထဲမှာထားရင်းနဲ့ Babylon မှာ proof of stake နေနဲ့ stake လို့ရပါတယ်။ Babylon ကဒီ project မှာတော့လူတွေက Bitcoin ကိုရောင်းကြည့်ပြီးတော့ lock လုပ်ထားတယ်။ ကျွန်တော်တို့ရဲ့ system ကလုံးကျုံနေဆိုပြီးတော့တခြား blockchain project တွေကိုကြားလို့ရပါတယ်။အဲ့ဒီအတွက် Babylon က reward ပေးပါလိမ့်မယ်။ Babylon token အတောင်းဝင်မှု Babylon project ရဲ့ကိုပိုင် token ဖြစ်ပြီးတော့ project ရဲ့ joy token လို့ဆိုရင်လည်းမမပါဘူး။သူရဲ့အတောင်းဝင်နေနေရာတွေက limit fees payable Babylon ပေါ်မှာတခုခုမှုလဲရာဖြစ်စေအတောင်းထူရာဖြစ်စေ baby token ကို gas fee အနေနဲ့သုံးပါရယ်။ နံပါတ်နှစ် validator address တိတ်လို့ဖို့ babylon blockchain မှာ validator တယောက်ဖြစ်ခြင်းရဲ့ baby token ကိုစတိတ်လို့ရပါတယ် validator ဆိုတာကဥပမာသမန်ပန်နေထဲမှာဆိုရင်ငွေထည့်တာထုတ်တာတွေအများကြီးရှိရမှာလားအဲ့လိုမွေးတဲ့မွေးတွေတိုင်းမှာဘဏ်ဝင်တဲ့တယောက်ကမှန်မှန်မှန်စစ်ပေးဖို့လိုတယ်။ဒီအလုပ်ကို blockchain မှာ validator လို့ခေါ်ပါတယ်။နံပါတ်3 governance မဲပေးခွင့် ပေးပြီးလုံးရဲ့အနာဂတ်အတွက်ဆုံးဖြတ်ချက်တွေဥပမာ system update လုပ်မလားစီကံတွေပြောင်းမလားစတာတွေကိုမေးပေးခွင့်ရှိပါတယ်။အဲ့လိုမေးပေးဖို့ baby token တွေကိုကင်ထားရမှာဖြစ်ပါတယ်။ Binance holder ကဘယ်လိုပေးမှာလဲအချိန်ကရော Binance holder airdrop က BNB ရှိတဲ့သူတွေအတွက် airdrop ကိုအရင်ကတည်းကရှိထားတဲ့ BNB ပမာဏတွေပေါ်ခြေခံပြီးတော့ပေးပါတယ်။ BNB ကို simple and flexible ပဲဖြစ်ဖြစ် lock ပဲဖြစ်ဖြစ်နဲ့ on-chain key product တွေမှာထည့်ထားဖို့လိုပါတယ်။ 2025ခုနှစ်မတ်လ9ရက်နေ့မြန်မာစံတော်ချိန်အနည်းနဲ့ဆိုလို့ရှိရင်မနက်6:00နာရီခွဲကနေပြီးတော့2025ခုနှစ်မတ်လ13ရက်နေ့မြန်မာအချိန်6:29နာရီမိနစ်အချိန်ကိုဆက်ဖြစ်ရှင်လုပ်ထားတဲ့သူတွေအတွက်အလူအဖေရောက် order error ရမှာဖြစ်ပါတယ်။ပြီးတော့ Binance မှာ2025ခုနှစ် April 10ရက်နေ့မြန်မာအချိန်နဲ့ဆိုလို့ရှိရင်ညနေ4:00နာရီခွဲမှ listing လုပ်မှာဖြစ်ပါတယ်။ ဟုတ်တယ် airdrop တဲ့မှာပါဝင်ရှင်နေဆိုလို့ရှိရင်เนาะလိုရမာတွေကယူရှင်ပါတယ် Binance ရဲ့ symbol အန်နဲ့ဒါမှမဟုတ် and မှာ BNB တွေကို flexible ဖြစ်ဖြစ် long pair ဖြစ်ဖြစ်ထည့်ပြီးတော့လိုရမှာပဲအဲ့လိုလုံးလေးပေါ်သိရှင်ရတော့ဒီဗီဒီယိုမှာသွားပြီးတော့ကြည့်နိုင်ပါတယ် Binance ဘက်က user balance နဲ့ total pool balance တွေကိုတစ်နာရီတစ်ချိန်စီ snapshot အနေနဲ့မှတ်ထားပါလိမ့်မယ်အဲ့ဒီ snapshot တွေကိုအသုံးပြုပြီးတော့ရမယ့် token ပမာဏကိုတစ်ချက်ပါလိမ့်မယ် baby token ရဲ့စုစုပေါင်းပမာဏနဲ့ဖြန့်မဲ့ပုံစံစုစုပေါင်း token ပမာဏက10 billion baby token ရှိပြီးတော့ holder သမားတွေအတွက်ကို total supply ရဲ့0.75%ဖြစ်တဲ့75 million baby တွေကို ခွဲပေးမှာဖြစ်ပါတယ်။တခုရှိတာကတော့ Tame Buck က supply ရဲ့15%ကိုခွဲဝယ်ယူမယ်လို့သိရပါတယ်။ crypto project တွေမှာကပြီးတဲ့အတိုင်းပဲ team back ကမများယူထားလေအန်ဒီရရှိလေပါပဲဒါပေမဲ့သူတို့ team back ကတော့တစ်နှစ်အတွင်းမှာလုံးဝမထုတ်ဖဲနဲ့ lock လုပ်ထားမယ်လို့တော့ပြောထားပါတယ်။ဘာပဲဖြစ်ဖြစ် BME ထဲထားရုံနဲ့ token တွေအရမှဆိုတော့ပို့နေရဲ solution တော့ Binance Smart Chain ကိုထဲထားတင်ပါတယ်။ holder airdrop ကိုစင်ဝင်စားလို့လုပ်ချင်တဲ့ Binance account လည်းမရှိသေးဘူးဆိုရင်တော့အခုကြားထားတဲ့ CryptoMaker referral code နဲ့ account တစ်ခုဖွင့်လာလို့ရပါတယ်ဒီကောင်နဲ့ဖွင့်ထားတဲ့ account ဆိုလို့ရှိရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ကို20% discount နဲ့ CryptoMaker company က reward တွေကိုလည်းရနိုင်ပါတယ်အကယ်၍ကိုကဒီလိုမျိုးကုတ်သုံးပြီးတော့ Binance account မဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်လည်းဘယ်လိုမျိုးပြန်လုပ်လို့ရလဲဆိုတာကို CryptoMaker Telegram channel မှာပို့ပေးထားတဲ့တချက်မလို့တွားပြီးတော့ကြည့်နိုင်ပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲအားလုံးပဲနောက် video မှာပြန်လေ့ကြရအောင်ပေါ့